ကိုကိုကိုကြတော့ငါဝင်ဝင်ကောင်းနေပေါ့ငါတလားကိုဘလောက်ဝင်နေပေါ့ဝင်ဝင်တော့ကောင်းပါရဲ့ပေါ့နော်လဆာထုံးမဲ့ရက်ကိုမျောနေရပြီလားညာသောအဖြစ်လူတွေကငါတို့ကဝင်ဝင်ဘလောက်ရှိတယ်ပေါ့သူတို့ရဲ့စိတ်ထဲမှာ cross income ကို net income လို့ထင်နေတယ်ပေါ့သူတို့တွေကများသောအဖြစ်အာငါရဲ့ဥပမာလာစာ၁၀သိန်းရှိတယ်ပေါ့အားလုံးမင်္ဂလာပါရှင် ဒီတစ်ပတ်မှာတော့ကျမတို့အားလုံးပေါ့နော်ကိုကိုကို financial freedom ဖြစ်လားမဖြစ်လားကိုဘယ်လိုသုံးသပ်မလဲ ਨੇ financial freedom ဖြစ်ခဲ့ရင်တော့ကောင်းတာပေါ့နော် financial freedom ကိုကိုဖြစ်တယ်လို့ထင်ပြီးတော့ financial freedom ဖြစ်မနေဘူးဆိုတာကိုလည်းအဟောပွဲသွားတွေ့ရတာမျိုးကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ financial freedom ဖြစ်လားမဖြစ်လားကိုဘယ်လိုစမ်းစစ်မလဲရဲ့ ြီးတော့ financial freedom ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ approach လေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်။အဲ့ဒါတော့ဒီစုဖက်နေတဲ့စာအုပ်တအုပ်ထင်ကဒီ financial freedom နဲ့ပတ်သက်တဲ့အပိုင်းလေးကိုပဲကောက်လုပ်ပြီးတော့တင်ပြမှာဖြစ်ပါတယ်။အဲ့ဒီမှာက financial freedom ဖြစ်ဖို့အတွက်အဲကြင်ကြံတဲ့နဲ့အချက်တွေဆိုပြီးတော့လေ6ချက်8ချက်လောက်ရှိတယ်ပေါ့နော်အဲ့8ချက်ကိုဒီ အဲဗီဒီယို vlog ပဲအញ្ញမ်းရှေ့မသွားအောင်အပိုင်းလေးတွေဖြတ်ပြီးတော့အဲတင်ပြသွားဖို့စေစားထားပါတယ်အဲ့တော့ကျမတို့အားလုံးဒီနေရာမှာကိုကိုပြန်လဲသုံးသပ်ရမယ်ပေါ့နော်ကိုကိုကိုကြတော့ငါဝင်ငွေကောင်းနေပေါ့ငါတလောက်ဘလောက်ဝင်နေပေါ့ငါရဲ့ဝင်ငွေကဒီလိုအခြေအနေမှာဆိုရင်မဆိုးပါဘူးပေါ့ဝင်ငွေကောင်းနေလို့အဲယူဆထားတယ်ဒါပေမဲ့အဲ့လို condition မှာ ကျမတို့ကဝင်ငွေတော့ကောင်းပါရဲ့ပေါ့နော် လဆထုံးမဲ့ရက်ကိုညှော်နေရပြီလားဒါမို့ရင်ဝင်ငွေတော့ကောင်းပါရဲ့ credit card ကိုလှိုင်းလှိုင်းသုံးပြီးတော့ကိုယ့်ရဲ့ needs and wants ကိုဖြည့်ဆည်းနေရလား credit card ကိုအဲလှိုင်းလှိုင်းသုံးပြီး over spending ဖြစ်နေလားပေါ့ဒါဆိုရင် ကျမတို့က financial freedom ဖြစ်တယ်လို့ပြောလို့မရတော့အဲ့တော့ကျမတို့ရဲ့ financial condition ကိုပြန်လဲသုံးသပ်ကြည့်ရမယ်ပေါ့နော် ဲ့လိုမျိုးအခြေအနေရောက်နေပြီဆိုရင်ကျမတို့ financial condition ပြန်လည်သုံးသပ်ကြည့်ရမယ် emergency fund ရှိနေလားပေါ့ credit card တွေမြောက်များစွာကိုသုံးပြီးတော့ credit card မှာ overdue balance တွေပေါ်နေလားပေါ့အချိန်မီကျွေးမဆက်နိုင်တဲ့ခါကျတော့ overdue balance တွေပေါ်နေရပါတော့เนาะပြီးတော့ကိုယ့်ရဲ့ဝင်ငွေရဲ့တန်းပါဆန်ကိုတောင်မှလာစဉ်ပုံမှန်စုဖို့ challenge ဖြစ်နေသလားပေါ့နောက်တစ်ခုကကိုယ့်ဝင်ငွေ ဲ့ကိုယ်ဝင်ငွေနဲ့အစမတန်တဲ့ financial liability သို့မဟုတ် financial burden တခုကိုထမ်းထားမိရတာဖြစ်နေသလားပေါ့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ financial plan ကိုမရေးဆွဲမိဘူးဒါမှမဟုတ်ရေးဆွဲမိရင်တောင်မှကိုယ့်ရဲ့ financial plan ထဲမှာမပါတဲ့ expense တခုဥပမာ vacation တခုအတွက် spend လုပ်မိနေသလား ဲ့ဒါတွေအားလုံးကိုကျမတို့ရဲ့ financial condition ကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ခုနပြောသွားတဲ့အချက်တွေအားလုံးတွေကတစ်ခုခုနဲ့ကိုက်ညီနေရင်သုံးမဟုတ်အားလုံးနဲ့ကိုက်ညီနေရဆိုရင်တော့ပိုဆိုးသွားပြီပေါ့နော် financial burden ဒါမှမဟုတ် financial crisis ပေါ့နော်ဖြစ်ဖို့နှိစက်လာပြီဆိုတဲ့အလံကိုအလက်ကိုရရတယ်ပေါ့အဲ့တော့ကျမတို့အနေနဲ့ပေါ့နော်အဲ့လိုအချက်တွေနဲ့ညှိနေပြီဆိုလို့ရှိရင် ကျွန်တော်တို့ဘာကိုစလုပ်တင်တလဲပေါ့နော်အရင်ဆုံးကိုယ့်ရဲ့ bank statement ကိုတေးချပြန်ပြီးတော့ကြည့်ရမယ်ပေါ့အဲတဘောကတော့ဟိုပါပေါ့နော်ပေးချက်တွေအလုံးက bank ထဲဝင်နေဆိုရင်ပေါ့ကိုယ့်ရဲ့ bank statement ကိုတုံးအောင်ကြည့်ရမယ်ပြီးရင် bank transaction တွေနဲ့ပဲတုံးနေဆိုရင်ပေါ့ဒါမှမဟုတ်ရင်လည်းမကိုယ့်ရဲ့ cash book ကိုပေါ့နော် manually record လုပ်တယ်ဆိုရင်လည်း cash book ကိုတည်တည်ချာချာပြန်လဲလေ့လာဆန်းစစ်ရမယ် အဓိကတော့ဘာလဲဆိုရင်ငွေငွေဘယ်လောက်ရှိသလဲငွေငွေဘယ်လောက်ရှိသလဲဆိုတဲ့နေရာမှာ gross amount မဟုတ်ပဲ net amount ပေါ့ employee တို့ staff တို့ဆိုရင်လည်း salary ရရဲဆိုရဲ gross salary amount မဟုတ်ပဲအဲ gross salary တဲ့ကနေပြီးတော့နှုတ်အခွန်နေနှုတ်ပြီးသားပေးကြရရှိရေအဲ social security ssc လို့ပါတော့အဲ့ဒါကြီးအလုံးပေးပြီးသားဟာရဲ့ net take ဟုံး amount ဒါလင်ကိုရဲ့အမှန်ဝင်ဝေးဖြစ်ပြတဲ့ပြီးတော့ credit statement မှာ credit card statement မှာကျွေးပူဘယ်လောက်ရှိနေသလဲပေါ့ပြီးရင်တခြားလုံးတွေပါရှိသလဲပေါ့ mortgage လုံးတို့ auto လုံးတို့ပါတွေရှိသလဲပေါ့ညာသောအဖြစ်လူတွေကငါတို့ကဝင်ဝေဘယ်လောက်ရှိတယ်ပြင်ပါမယ်ဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲမှာကြာတော့ငါရဲ့လစာ70သိန်းရှိရဲ့လို့မှန်ထားပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးကိုယ့်ရဲ့ net income ဟိုအမောင် real net income ကိုပဲ ကိုယ့်ရဲ့ real income ပဲဖြစ်နေမှတ်တင်နေ record လုပ်တင်နေပေါ့နော်အဲ့တော့အဲ့ဝင်ငွေတွေကနေမှမရှိမဖြစ်မသုံးမဖြစ်သုံးဆွဲလိုက်ရတဲ့အသုံးစရိတ်တွေကိုနှုတ်ပြီးကြံတဲ့ဝင်ငွေဘယ်လောက်ရှိတယ်လဲအဲ့ဒါကိုလည်းအမှန်တကယ်သိဖို့လိုအပ်တယ်သူတို့တွေကများသောအဖြစ်အာငါရဲ့ဥပမာလာစာ၁၀သိန်းရှိတယ်ပေါ့ငါအဲ့ဒီကဘာရီဘာရီဘာရီကိုနှုတ်လိုက်အကြမ်းမြအပြင်နှုတ်လိုက်ပြီးအဲငါမှာ ဘလောက်ကြံတယ်လဲဆိုတဲ့အပိုင်းကိုဆက်တွက်ဖို့အားနေကြတယ်ပေါ့နော်အကြမ်းမြင့်တော့ကိုကူကိုတည်နေရပေါ့နော်ဒီရငါရဲ့ expense ကဘလောက်ရှိရဒါပေမဲ့မထင်မှတ်တဲ့ cost တွေထွက်နေတယ်ဆိုတာကို record မလုပ်တဲ့အခါကျတော့ငါရဲ့ income minus expense ဘလောက်ကြံတယ်လဲဆိုတဲ့တလားတလား track like မှုအားနေတာပေါ့နော်အဲ့တော့ essential thing တွေနှုတ်ရတဲ့ဇယိတ်တွေကြံအလုံးနှုတ်ပြီးတဲ့အချိန်မှာကြံတဲ့ဝင်ငွေကတကယ်ရောကြံသေးရလားတစ်ခါတလေကြာရင်အမ်ဘို့ ြံတယ်လို့ထင်ရပေမဲ့မကြံတော့တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဥမာအဖြစ်ဆိုလို့ရှိရင် ခုနကကိုယ့်ရဲ့ income ထားလိုက်ပါတော့ income မှာ gross salary က10သိန်းရှိရဲ့အခွန်တွေဘာတွေနှုတ်ပြီးကြံတဲ့အာဟာအခုဘာတွေနှုတ်ပြီး net taken home amount ကိုယ့်ရဲ့ bank account တွေကိုဝင်လာတာထားလိုက်ပါတော့9သိန်းခွဲရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ real income ဒီ9သိန်းခွဲပဲအဲ့ဒီ9သိန်းခွဲတွေကမှကိုယ့်ရဲ့ essential cost တွေအကုန်လုံးနှုတ်ပြီးရင်ကိုယ့်စိတ်ထဲမှာ က တသိန်းကျန်တယ်လို့ထင်တယ်ပေါ့နော်နှုတ်ပြီးစရင်မှာတသိန်းကျန်တယ်ပေါ့ဒါပေမဲ့ကိုကဒီ cash ကိုရဲ့ဒီလစာတွေကနေပြီးတော့ဓာတ်ရိုက်သုံးတာမဟုတ်ဘဲနဲ့ credit card ထဲကနေပြီးတော့သုံးထားတဲ့စရိတ်ကဥပမာနှစ်သိန်းရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ cash balance ကျန်တာတသိန်းကို ကိုယ့်ရဲ့သုံးစိတ်တွေသုံးပြီးကျန်တဲ့တသိန်းလို့မှတ်လို့မရဘူး ဘာဖြစ်လို့လဲဆိုတော့ credit card ထဲမှာနှစ်သိန်းသုံးထားပြီးသားဖြစ်တဲ့အတွက်အဲ့ဒီနှစ်သိန်းကိုလည်း expense အဖြစ် charge လုပ်လိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီလရဲ့ overspending ကတသိန်းဖြစ်သွားပြီတသိန်းမကြံတဲ့အပြင် overspending တသိန်းဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့ဒီလမှာ financial liability တသိန်းတက်သွားပြီပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေရာမှာကိုယ့်ကိုယ်ကိုသတိထားပြီးတော့ကိုယ့်ရဲ့ real income နဲ့ကနေပြီးတော့ကိုယ့်ရဲ့အမှန်တကယ်သုံးလိုက်တဲ့စျေးရိတ်တွေပေါ့နော်အဲဆိုတော့ credit card ကိုသုံးလိုက်တယ်ဆိုတာလောလောဆယ်မှာတော့ကိုယ့်အိတ်ထဲကနေငွေမထွက်သွားဘူးဒါပေမဲ့နောက်လာမှာအဲ့ဒါပေးရရှိရှင်းကိုရှင်းရတော့မှာမရှင်းလို့ရှိရင် interest တွေ late fees တွေ penalty တွေပေးရတော့မှာဆိုတော့နောက်လာကိုယ့်ရဲ့ဒီလအသုံးစိတ်ကိုနောက်လာကို transfer လုပ်လိုက်တာနဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ real cost transaction expense ကိုတွက်တဲ့အခါမှာ credit card ကနေတစ်ဆင့်သုံးထားတဲ့ expense ကိုပါထည့်ပြီးတွက်ဖို့လိုအပ်တယ်ပေါ့ အဲ့ဒါကြောင့်မလို့အဲဆိုတော့ကိုယ့်ရဲ့အဲ့ဒီချိန်ချမှာ ကိုယ့်ရဲ့ real income minus real expense ကိုနှုတ်ပြီးတော့မှကိုကြံတဲ့ဟာဒီ net income လားဒါမှမဟုတ်လို့ရှိရင် over spending ဖြစ်တဲ့ expense over income ဖြစ်သွားလားဆိုတာကိုအဲ့ကြမှာတွေ့ရမယ်။အဲ့တော့ဒီနေရာမှာအဲ့လိုဖြစ်ပြီးဆိုလို့ရှိရင်ကျွန်မအဲဆိုလိုအားလုံးနေနဲ့ဒုတိယတစ်ဆင့်ကို set up ဖို့ ready ဖြစ်နေရမယ်။ဘာလို့အောင်လဲဆိုရင်အရင်ကလည်းပြောခဲ့ဘူးတဲ့ budget ရေးဆွဲရမယ်။ budget ရေးဆွဲတယ်ဆိုတဲ့နေရာမှာနံပါတ်1အရေးကြီးဆုံးက invest yourself ။ပြီးရင် invest yourself နံပါတ်2ကကြတော့ဘာလဲဆိုရင် retirement plan ။နံပါတ်3ကကြတော့ essential living cost လားစင်မသုံးမဖြစ်သုံးရမယ်ကုန်ကြစည်တွေသုံးရမယ်အဲ့ဒီမှာမှပိုသေးတယ်ဆိုတော့မှနံပါတ်၄အနေနဲ့ vacation plan ကိုကိုယ့်အတွက်အဲ ကိုယ့်ရဲ့လိုချင်တဲ့ဆန္ဒကိုနည်းနည်းဖြည့်ဆည်းဖို့အတွက်ဝန်ကြီးဆောင် once ထဲရမှာ once pack ကိုနည်းနည်းလေးခွဲဝေသုံးဆွဲရမှာပေါ့ဒါတွေအားလုံးဟာကိုယ့်ရဲ့ဝင်ငွေအရခွဲဝေသုံးဆွဲရမှာဖြစ်တယ်ဥပမာကိုယ့်ရဲ့ဝင်ငွေအရခုနပြောတဲ့ဥပမာဝင်ငွေရ100သိန်း net income net တကယ်ဟုတ်အမောင်က9သိန်းခွဲအဲ့9သိန်းခွဲတည်းရမှာ invest yourself ဖြစ်တဲ့ဆိုတဲ့အပိုင်းကိုဥပမာကတလောက်5%သို့မဟုတ်တလောက်10%ပေါ့နော် ကိုရဲ့ invest yourself ဆိုကိုကိုလိုချင်တာလိုက်ွယ်ဖို့ပြောတာမဟုတ်ကိုရဲ့ grow အတွက်ကိုရဲ့ career grow အတွက်ကိုရဲ့ financial grow အတွက်သုံးဖို့အတွက်ဖယ်ရမယ်ပေါ့ဥပမာ5% grocery so render fee so phone bill so ဘာညာကွက်ကွက်တို့ electricity တို့ပါအဲ့ဒါတွေအားလုံးကိုသုံးပြီးကြံတဲ့အထက်ခါမှာ ပိုတော့မှဒါလည်းကိုယ့်ရဲ့ vacation plan တို့ဘာလို့အတွက်ဆက်ပြီးသုံးဆွဲရမလဲတကယ်လို့ကိုယ်ဝင်ငွေကနည်းလို့အဲ့လောက်ထိမရောက်လိုက်ဘူးဆိုရင် vacation plan ကိုကိုကနောက်လာနောက်နှစ်ကိုကိုကရွှေ့ရမှာပေါ့နော်အဲ့တော့ပြောချင်တာက budget ရေးဆွဲတဲ့နေရာမှာနံပါတ်၁သည် invest your self invest your self ကိုဖယ်ပြီးတော့မှဂျန်တဲ့ essential things တွေကိုဆက်ပြီးတော့သုံးဆွဲရမယ်အဲ့ဒီ essential things တွေသုံးဆွဲတဲ့နေရာမှာဆိုရင်လည်း needs and wants ကိုဖွဲရမယ် needs and wants ကိုခွဲတဲ့အခါမှာတချို့ဟာတွေကကြတော့ကိုက needs လို့ထင်ထားပြီးမဲ့တကယ်တော့ essential things မဟုတ်ဘူးကိုရ wants တာဖြစ်တယ်ဆိုလို့ရှိရင်သူ့ကို priority အနောက်ကိုထပ်ရွှေ့လိုက်ရမယ်အဲ့ဒါမှ budget ကိုကြိုတင်ရေးဆွဲမှသာလည်းရင်ကိုဘယ်လောက်တကယ်ဝင်နေပြီးတော့ကိုဘယ်ဟာကိုအဓိကထားပြီးသုံးစွဲရမလဲဆိုတာပေါ်လာမှာပေါ့နော်အဲ့တော့ဒါကြောင့်မလို့ budget ကိုလည်းပြင်ဆင်ပြီးတော့ရေးဆွဲတင်တယ် နောက်တစ်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင် financial plan ဘတ်ဂျက်တော့ဆွဲပြီးပြီ financial plan ကြတော့ကိုကိုဘယ်လောက်ဝင်လဲလဲသိတယ်ကိုဘယ်ယာတွေကိုသုံးနေတယ်လဲသိတယ်မရှိမဖြစ်သုံးရတာတွေကိုလည်းသိပြီးပြီဆိုလို့ရှိရင်ကိုရဲ့ financial objectives အရာ financial plan အရာကိုကိုကို short term long term financial plan တွေကိုဆွဲရမယ် ဥပမာ credit တယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့နော် financial plan credit card overdue ဖြစ်နေတဲ့လူဆိုလို့ရှိရင်ကိုယ့်ရဲ့ credit card overdue ကို မြန်မြန်အကြေဆက်နိုင်အောင်ကြိုးစားရမယ်မဟုတ်လို့ရှိရင်ကိုယ့်ရဲ့ cost တွေပို့ပို့တက်လာမယ် late fee တွေ penalty တွေပို့ပို့ပြီးတော့တက်လာမယ်အဲ့လိုပဲကို့မှာ mortgage loan တွေ auto loan တွေရှိနေတဲ့လူဆိုရင်လည်းအဲ့ loan တွေကိုမြန်မြန်ကြည့်အောင်ဆက်နိုင်ဖို့အတွက်ကိုယ့်ရဲ့ financial plan ကို short term long term plan နေနဲ့ရေးဆွဲရမယ်ပြီးရင် အဲ့လိုရေးအဲ့လိုမျိုး short term long term plan နေနဲ့အ мян အကျေဆက်နိုင်အောင်ကြိုးစားရမယ်ခုန credit card overdue ဖြစ်နေတဲ့လူဆိုလဲရှိနေတဲ့ credit card outstanding amount overdue အ мян ကြည့်အောင်ဆက်နိုင်ဖို့ကြိုးစားတဲ့အပြင်ကိုတစ်ဖက်ကလည်း credit card ကိုသုံးပြီး spending လုပ်တဲ့ဟာကိုလည်းလုံးဝ totally cut off လုပ်သင့်ရင်လုပ်ရမယ်ဒါအားမို့ရင် short တော့ရမယ်ဒါမှမဟုတ်ရင်သုံးနေစိတ်ကိုပုံမှန်ပေးနိုင်အောင် plan financial plan ကိုကြိုတင်ပြင်ဆင်ရေးဆွဲရမယ်ခုနကလုံးနေရှိနေတယ်လို့ဆိုလို့ရှိရင်လည်းအဲ့လိုပဲ interest အကြီးဆုံးလုံးဝနေပြီးတော့စပြီးတော့ဖဲ့ဖဲ့ပြီးတော့ဆက်နိုင်အောင်ကြိုးစားရမယ်အဲ့ဒါအားဖြင့်လေဆိုဆိုတော့ financial plan ဟာကိုယ့်ရဲ့ financial objectives ကိုယ့်ရဲ့ financial condition ပေါ်မှာမူတည်တဲ့အတွက်တယောက်နဲ့တယောက်ကမတူနိုင်ဘူးဒါပေမဲ့ဒါတွေကိုစပြီးတော့ကြိုတင်ပြင်ဆင်သင့်တယ်အဲ့တော့ now အပတ်တွေမှာတော့နောက်ထပ်ကြံနေတဲ့ဒီ financial freedom ဖြစ်ဖို့အတွက် လုတ်တဲ့နောက်ထပ်အချက်တွေကိုဆက်လက်ပြီးတော့ဝေမျှနိုင်မှုစူးစမ်းပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်